ဝင်းကြီးချုပ်ဟောင်းအာရှိတ်ဟာစီနာကိုဒီအရင်နှစ်ကဖြစ်ခဲ့တဲ့ចောင်းသားဆန္ဒပြပွဲတွေကိုအကျန်းဖတ်နှိမ့်နှင်းခဲ့မှုအတွက်တရားရုံးကမျက်ွယ်မှာပဲသိဒ္ဓံအဖြစ်ပေးလိုက် ပါတယ်။အာဘင်္ဂလားဒေ့ရှ်ရဲ့နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICT ကနေလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ပြစ်မှုထင်ရှားတယ်လို့ဆုံးဖြတ်ခဲ့တာပါ။အရင်နှစ်က ကျောင်းသားဆန္ဒပြပွဲတွေမှာလူတွေကိုသေစေနိုင်တဲ့အင်အားသုံးခွင့်ပေးခဲ့လို့ပါဆိုတော့အဲ့ဒီအုံကြွမှုအတွင်းမှာလူပေါင်း1400လောက်သေဆုံးခဲ့တယ်လို့ကုလသမဂ္ဂအဖွဲ့အစည်းတွေကပြောပါတယ်အသက်86နှစ်ရှိပြီဖြစ်တဲ့ရှေခါစီနာကတော့ဒီအာဒီတရား စီရင်မှုကနိုင်ငံရေးအရာမဟုတ်မမှန်ဆွဆွဲတာ ဖြစ်တယ်။ဗလိုက်မှုရှိတယ်ဆိုပြီးတော့ဆွဲချက်အလုံးကိုညှင်းဆန်ထားပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ဟာဟာစီနာကို ပြန်လွှဲပေးဖို့အိန္ဒိယကို တရားဝင် တောင်းဆိုထားပေမဲ့အိန္ဒိယဘက်ကလက်ရှိမှာတော့ပူပေါင်းဆောင်ရွက်မဲ့အရေးအယောင်ကိုမပြသေးပါဘူး။ဒါကြောင့်ဒေသစီရင်ချက်ကိုအမှန်တကယ်အကောင့်ထဲပေါ်ဖို့ကတော့ခက်ခဲနေဦးမှာပါ။အာရှေ့ဟာစီနာဟာဒီဘင်္ဂလားဒေ့ရှ်ကို 25နှစ်ကြာအုပ်ချုပ်ခဲ့တာပဲဖြစ်ပါတယ်။စီးပွားရေးတိုးတက်မှုတွေရှိခဲ့ပြီးမဲ့နောက်ပိုင်းမှာတော့အတိုက်ခံတွေကိုနှိမ်နင်းတာနိုင်ငံရေးအရဖန်ဆီးတာအာလူတွေပျောက်ဆုံးတာနဲ့တရားလက်လွတ်တက်ဖြတ်တာတွေကိုလုပ်ခဲ့တယ်ဆိုတော့ဝေဖန်မှုတွေလည်းရှိနေခဲ့ပါတယ်။တရားသူကြီးကတော့တက်ဖြတ်မှုတွေမှာပါဝင်ဖို့လှုပ်ဆော်တာနောက်ပြီးတော့ဒီအမိန့်ပေးတာနဲ့ကြိုတင်ကာကွယ်ဖို့ပြက်ကွက်တာဆိုတော့ဆွဲချက်တွေနဲ့သူမကိုပြစ်ဒဏ်တစ်ခုတည်းအဖြစ်တည်တံ့ချမှတ်လိုက်တာလို့ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာတော့ဒီသတင်းကြောင့်မြို့တော်ဌာကမှာလုံခြုံရေးတင်းကျပ်ထားရပြီးတော့စီရင်ချက်မချခင်ဒီမချခင်ရပ်ပိုင်းကလေးကဘုံပေါက်ကွဲမှုတွေနောက်ပြီးတော့ဘတ်စကာမီရှုမှုတွေဖြစ်ပွားနေကြတာကိုတွေ့ရပါတယ်။